promotion တခုကိုလုပ်ပြီးဆိုတဲ့နေရာမှာအရေးကြီးတာကလုပ်ငန်းရှင်ဘက်ကဘာလုပ်တယ်လဲဆိုတာကိုချပြတာမဟုတ်ပဲね customer ဘက်ကနေဘာရတယ်လဲဆိုတာကိုချပြတာဖြစ်ပါတယ်စီးပွားရေးလုပ်ငန်းတိုင်းကကိုယ့်ရဲ့လုပ်ငန်းရောင်းအားရှိအောင်ရောင်းအားတက်အောင်အမျိုးမျိုးစူးစမ်းနေကြပါတယ်ဒီလိုစူးစမ်းရဆိုတဲ့နေရာမှာ promotion ဆိုတာလည်းအကြောင်းအရာတစ်ခုပေါ့ဗျာတို့ပဲမဲ့ promotion လောက်တာလောက်တာပါနော် promotion ဆိုတော့ဟိုဟာ short ပေးရဒီဟာ short ပေးရဟိုဟာပေါင်းထည့်ပေးရဒီဟာပေါင်းထည့်ပေးရ ਨੇ ရောင်းအားမတတ်တဲ့အပြင်ပြာပိုလို့တော်မှကုံသွားသေးတယ်ဆိုတဲ့အတွေ့အကြုံတွေလည်းလုပ်ငန်းရှင်တိုင်းတွေ့ကြုံဘူးကြမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုလေးမှာအဲ့လိုမဖြစ်ရလေအောင် promotion တစ်ခုအနေနဲ့အရေးကြီးတဲ့မိကွန်လေးတစ်ခုကိုကျွန်တော်ဒီမှာမျှဝေတင်ပြလိုက်ရပါတယ်။အဲ့ဒီမိကွန်ကဘာလဲဆိုလို့ရှိရင် Eddie Dot ဆိုတဲ့သကလုံးလေးတစ်လုံးနဲ့စပါတယ်။ Eddie Dot ဘာဖြစ်တယ်လဲပေါ့ဗျာ ဒီမေးခွန်းလေးကအင်မတန်မှအရေးကြီးပါတယ်။နော်ကျွန်တော်တို့ promotion လုပ်ကြတယ်ဆိုတဲ့နေရာမှာလုပ်ငန်းအများစုကကိုပါလုပ်တယ်လဲဆိုတာကိုပဲချပြကြတာပါ။ဆိုကြပါစို့ဟလာ promotion ရှိသည်ဟလာ10% discount ဘာကိုပါလုပ်တာလဲဆိုတာချပြတာပါ။10% discount ဆိုတာနဲ့မပြီးပါဘူး10% discount ဟုတ်ပါပြီအဲ့ဒီတော့ဘာဖြစ်လဲဆိုတဲ့မေးခွန်းကိုဆက်ပြီးတော့မှမေးဖို့လိုပါတယ်အဲ့ဒီတော့ဘာဖြစ်လဲအဲ့ဒီတော့ဘာကောင်းတယ်လဲအဲ့ဒီတော့ဘာရတယ်လဲပေါ့ဗျာဖြစ်ကောင်းရပေါ့ဗျာ လား10% discount အဲ့တော့ဘာဖြစ်လဲအဲ့တော့ဘာဖြစ်လဲဆိုတော့ဗောဗျာဆရာရဲ့ကျွန်တော်10% discount ဆိုတာသူတို့တွေပုံမှန်ဈေးထက်ကို short ပြီးတော့มาရတာဗောဗျာဟုတ်ပြီအဲ့တော့ဘာကောင်းလဲဘာကောင်းလဲဆိုတော့ပုံမှန်ဈေးထက် short ပြီးတော့มาရတယ်ဆိုတော့ကောင်းတာဗောဗျာဘယ်လိုအပြင်ကောင်းတာလဲဘယ်လိုအပြင်ကောင်းတာလဲဆိုတော့သူတို့เนาะကျွန်တော်တို့ကျွန်တော်ပစ္စည်းတွေကเนาะသိန်း100ကနေသိန်း900လောက်ထိရှိတယ်ဆိုတဲ့အနေအထားမျိုးမှာဟလာသူတို့အနေနဲ့က10%ဆိုတာကဆရာရဲ့ 10သိန်းလောက်ကျွန်တော်တို့လာ10သိန်းကနေ350လောက်အထိကိုတက်တာသွားနိုင်တဲ့အကြောင်းအရာတစ်ခုပါเนาะသူတို့ဘာရလဲဆိုတော့10သိန်းကနေ350ပတ်စံကိုပြန်ရတလို့ပါပဲဗျာဆိုလို့ရှိရင်ဒီမှာကွာသွားပါပြီအဲ့တော့10% discount ဆိုတာကိုယ့်ဘက်ကနေဘာလို့လဲဆိုတာပြောတာပါ10သိန်းကနေ350အထိပြန်ရနိုင်တယ်တက်တာနိုင်တယ်ဆိုတာက customer တွေဘက်ကနေစဉ်းစားပြီးတော့မှပြောတာပါအဲ့တော့စဉ်းစားကြည့်အောင်ဘယ်ဟာကပို့ပြီးတော့မှစွမ်းတလဲပို့ဗျာကျွန်တော်တို့အားလုံးက နော်လုပ်ငန်းရှင်ဆိုပေမဲ့လုပ်ငန်းတစ်ခုလုပ်ကင်နေတယ်ဆိုပေမဲ့တချိန်နဲ့တပြိုင်တည်းမှာပဲကျွန်တော်တို့ကစားသုံးသူတွေဖြစ်ကြပါတယ်เนาะကျွန်တော်တို့ဝယ်ယူဘူးကြတယ်သူများရဲ့ service သူများရဲ့ထုတ်ကုန်ကိုဒီလိုဝယ်ယူဘူးကြတယ်ဆိုတဲ့နေရာမှာစားသုံးသူဘက်ကပဲတွေးတာပါကို့အတွက်ဘာရတယ်လဲပေါ့ဗျာเนาะ10% discount okay ကိုဘာရလဲဆိုတော့เนาะ10သိန်းကနေ350အထိတက်တာနိုင်တဲ့အခွင့်အရေးဆိုတာ ပို့ပြီးတော့မှ strong ဖြစ်တယ်လေဗျာပို့ပြီးတော့မှဆွဲဆောင်မှုရှိပြီးတော့မှပို့ပြီးတော့မှအသက်ဝင်တယ်လေဗျာ promotion တခုကိုလုပ်ပြီးဆိုတဲ့နေရာမှာအရေးကြီးတာကလုပ်ငန်းရှင်ဘက်ကဘာလုပ်တယ်လဲဆိုတာကိုချပြတာမဟုတ်ပဲね customer ဘက်ကနေဘာရတယ်လဲဆိုတာကိုချပြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ promotion လုပ်တိုင်းလုပ်တိုင်း နော်ဒီမေးခွန်းလေးကိုဆက်ပြီးတော့မှမေးစေချင်ပါတယ်။နော်ကိုဘာပဲလုပ်လုပ်ပါနော်အဲ့တော့ဘာဖြစ်လဲအဲ့တော့ဘာကောင်းတယ်လဲအဲ့တော့ဘာရလဲဆိုတဲ့မေးခွန်းကိုအဲ့ဒီတော့ဆိုတဲ့စကားလုံးလေးနဲ့စပြီးတော့မှမေးစေချင်ပါတယ်။ဆိုကြပါစို့ကိုက promotion တခုလုပ်တယ်ပေါ့ဗျာ။ဟာဒီလအတွင်းဝယ်ယူတဲ့လူတွေကိုနှစ်နှစ်အမှခံပေးပြီး2 year warranty ပေးတယ်ပေါ့ဗျာ။ဒါကကိုဘက်ကဘာလုပ်လဲဆိုတာကိုပြောတာပါ။ ဲ့တော့ဘာဖြစ်လဲအဲ့တော့ဘာကောင်းလဲအဲ့တော့ဘာရလဲဆိုတာကိုဆက်ပြီးတော့မှမေးဖို့လိုပါတယ်။နော်နှစ်နှစ်အမခံပေးတယ်ဆိုတော့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်တို့အဲ့တော့ဘာဖြစ်လဲဆိုတော့ဆရာရဲ့ကျွန်တော်တို့နှစ်နှစ်အတွင်းနော်စိတ်ချလက်ချစိတ်အေးလက်အေးဒီပစ္စည်းကိုမပြတ်ပဲနဲ့တုံးလို့ရတာပေါ့ဗျာ။အဲ့တော့ဘာကောင်းလဲဘာကောင်းလဲဆိုတော့ဆရာရဲ့တို့เนาะဒီဟာပြတ်သွားလို့ရှိရင်လဲကျွန်တော်ကအတစ်တစ်လုံးနဲ့ပြန်ပြီးတော့မှလဲပြီးတယ်ဆိုတဲ့အနေအထားမျိုးမှာအတစ်တစ်လုံးတော့ရသေးတာပေါ့ဗျာဘာမှကုန်ကြစိတ်တောင်မရှိတဲ့အပြင်ကို เนาะအဲ့တော့ဘာရလဲအဲ့တော့ဘာရလဲဆိုတော့သူတို့အနေနဲ့မဟုတ်လို့ရှိရင်နှစ်နှစ်အတွင်းမှာပြက်လို့ရှိရင်အတစ်တလုံးဝယ်ရမှာဗျာအဲ့တလုံးကလည်းသိန်း20လောက်ကုန်ကြနိုင်တဲ့အပြင်เนาะကျွန်တော်တို့ဟိုတွားရေးလာရေးတွားဖို့တွားပြီးလဲရအောင်မယ်တွားပြီးတော့မှဝယ်ရအောင်မယ်ဆိုတဲ့အနေထားမျိုးမှာအခက်အခဲတွေအများကြီးရှိနေတာပေါ့ဗျာအဲ့တော့ကျွန်တော်ကနှစ်နှစ်အမှခံပေးတဲ့ဆွဲအနေထားမျိုးမှာလာသိန်း20လောက်မကုန် မကုံမဲနဲ့တက်တာနိုင်တဲ့အပြင်အစ်စ်တလုံးကလည်းရအောင်မယ်ဆိုတော့ဟောဒီမှာကွာသွားပြီเนาะနှစ်နှစ်အာမခန်ဒီဆိုတဲ့စကားလေးတစ်ခွန်းထက်เนาะကျွန်တော် customer shoot down ဘက်ကတွေးပြီးတော့မှသိန်း20တန်နဲ့အစ်စ်တလုံးကိုနှစ်နှစ်အတွင်းပြန်လည်ရရှိနိုင်မယ့်အခွင့်အရေးဆိုတဲ့သကလုံးအပြောအဆိုအဲဒါမှမဟုတ်ရှင်လည်းနှစ်နှစ်အတွင်းစိတ်အေးလက်အေးစိတ်ချလက်ချအားရပါရတုံးနိုင်မယ့်အခွင့်အရေးဆိုတဲ့အကြောင်းအရာတွေကပို့ပြီးတော့မှ เนาะကျွန်တော်ထီရောက်မှုရှိတယ်လို့ပို့ပြီးတော့မှလည်းဆွဲဆောင်မှုရှိတယ်ဆိုတာကိုခန်းစားမိကြမယ်ထင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ promotion မှာအရေးကြီးတာကကိုပါလို့လဲဆိုတာကိုခြားပြတာမဟုတ်ပဲနဲ့ ကစတမာတွေအတွက်ဘာရသွားသလဲဘာကောင်းသွားသလဲဘာဖြစ်သွားသလဲဆိုတာကိုချပြမှုကပို့ပြီးတော့မှအရေးကြီးပါတယ်။ဒါကြောင့်မို့ promotion လုပ်တိုင်းလုပ်တိုင်းမှာဒီမေးခွန်းလေးကိုဆက်ပြီးတော့မှမေးစေချင်ပါတယ်။ promotion မှမဟုတ်ပါဘူး။ဘယ်လိုအကြောင်းအရာမျိုးလုပ်လို့ပါကိုဘကနေဆိုင်ကန်းလေးပြင်ဆင်လိုက်တာပဲဖြစ်ဖြစ်အကြောင်းအရာလေးတစ်ခုကိုတိုးမြင့်လိုက်တာပဲဖြစ်ဖြစ်အကြောင်းအရာလေးတစ်ခုကိုပြောင်းလဲလိုက်တာပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုကိုထပ်လောင်းပေးလိုက်တာပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပါဒီမေးခွန်းကိုဆက်မေးပါ။အဲ့တော့ customer အတွက်အဲ့တော့ဘာဖြစ်လဲ ဲ့တော့ဘာကောင်းသွားသလဲအဲ့ဒီတော့ဘာရသွားသလဲဆိုတော့မေးခွန်းကို customer shutdown ဘက်ကနေဖြေပြီးတော့မှ customer shutdown ဘက်ကနေချပြနိုင်ခြင်းက ပို့ပြီးတော့မှ promotion ကိုထိရောက်မှုရှိစေပါတယ်ပို့ပြီးတော့မှဆွဲဆောင်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်ဆိုတာကိုကျွန်တော်အနေနဲ့ဒီမှာခြားပြလို့ရင်းပဲဖြစ်ပါတယ်ကဲဒါကြောင့်မို့လို့เนาะကျွန်တော်လုပ်ငန်းရှင်တယောက်အနေနဲ့ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းအတိတ်မှာ promotion တွေအများကြီးလုပ်ခဲ့တာပဲဗျာเนาะအဲ့တော့အဲ့ promotion တွေကိုပြန်သွားပြီးတော့မှကြည်ပါအခုရလိုက်တဲ့အတွေးခေါ်လေးနဲ့မေကွန်လေး၃ခုကိုเนาะအဲ့ဒီတော့ ਨੇ စတဲ့အကြောင်းအရာလေးမေကွန်လေးကို ပြန်ပြီးတော့မှမေးစေချင်ပါတယ်ပြန်ပြီးတော့မှမေးပြီးတော့မှအခုလိုအတွေးခေါ်နဲ့ customer showdown ဘက်ကနေရေးရမယ်ဆိုလို့ရှိရင်အဲ့ဒီ promotion ကိုငါဘယ်လိုလုပ်ခဲ့ရင်ကောင်းမှာဆိုပြီးတော့မှနော်ပြန်လဲပြောင်းလဲပြီးတော့မှတွေးခေါ်စဉ်းစားပြီးတော့မှပြုပြင်စေချင်ပါတယ်အဲ့ဒါလေးကိုသွားပြီးတော့မှလုပ်ပါနော်လုပ်ပြီးတော့မှဆန်းတက်ပြီးတော့မှပြန်ပြီးတော့မှတင်ကြည့်ပါပြန်ပြီးတော့မှ promotion လေးတစ်ခုကိုလှုပ်ဆောင်ကြည့်ပါလို့ကျွန်တော်အနေနဲ့ဒီမှာမျှဝေတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာအဲ့တော့ promotion နဲ့ပတ်သက်ပြီးတော့မှဒီတဲ့ပို့ပြီးတော့မှနားလဲခြင်းနဲ့ idea တွေအများကြီးကိုရခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့မကြ ခင်ဖွင့်လင်းမဲ့ promotion idea 30ဆိုတဲ့တင်တန်းလေးရှိပါတယ်အပေါ်မှာ link လေးတင်ထားပေးပါတယ်ခင်ဗျာကဲတော့ဒီဗီဒီယိုမှာတခုခုတော့ရသွားလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာယေရှုအားကြီးတင်ပါတယ်